အားလုံးမင်္ဂလာပါရှင်မြမယိုးရနှစ်တကူအခါတကြံအခါတမရမှာမြမပြည်သူပြည်သားအပေါင်းဘေးပြာတွေဝေးကွာပြီးတော့ကိုစိတ်နဲ့ပြားစမ်းမှချမ်းသာကြပါစီလို့စုတောင်းမြတ်တာပို့တာလိုက်ပါတယ်ရှင်အခုနှစ်စန်းတည့်ရက်နေ့မှာပြုလုပ်ရတဲ့ ခေါင်းစင်းမင်္ဂလာရေရရာကြီးအကြောင်းကိုအင်္ကာသားသမီးများတွေပြောပြပေးမှာဖြစ်ပါတယ်နော်မြမရိုးရာခေါင်းစင်းမင်္ဂလာရေရရာကြီးရာဆိုလို့ရှိရင်အင်မတန်မှအစွမ်းထက်မြက်တဲ့ရေရရာကြီးတစ်ခုဖြစ်ပါတယ်အဘဆရာကြီးမင်းသိန်းကရှိစဉ်တုန်းကမှော်ပြီးအီတော်မင်္ဂလာချမ်းမှာနှစ်စဉ်အစဉ်လာမပြတ်ပြုလုပ်ပြီးလည်းရှိပါတယ်အခုချိန်ခါမှာလည်း ကျမရဲ့မိတ်ဆွေတွေမိမိတို့ရောက်ရှိနေတဲ့နေရာကနေပြီးတော့ကိုယ်တိုင်ကိုကြပြုလုပ်နိုင်အောင်လို့ကျမကနေပြီးတော့ရည်ရွယ်ပါတယ်ဒီကောင်းစေမင်္ဂလာမှာပါဝင်ရတဲ့ပစ္စည်းလေးတွေကတော့ရွှေဆိုင်တစ်ခုချိုတင်ပြီးတော့စုဆောင်ထားရမှာဖြစ်ပါတယ်ရွှေဆိုင်တစ်ခုနွားတို့ဖလားလေးနဲ့တစ်ခွက်ရေတန့်တန့်လေးတစ်ခွက်မှာရွှေဆိုင်လေးထည့်ထားပြီးပါပြီးသွားရင် တယောကမွန်သည်တဖလားဖလားလေးနဲ့တလုံးဒါဆိုရင်ရပါတယ်အဲ့တော့အင်္ဂါသားသမီးများအညွန့်ပန်းအနေနဲ့ကတော့ကျမတို့ဝါညွန့်လေးညွန့်လို့အပ်ပါတယ်ဒီအညွန့်ပန်းလေးကိုကလက်ပန်းလေးထဲမှာထည့်ထားမှာဖြစ်ပါတယ်ဘဲခြေထောက်နဲ့ညာခြေထောက်မှာနင်းရမယ့်အရွက်တွေကိုပြောပြပြီးမှာဖြစ်ပါတယ်နော်ဘဲဘဲခြေထောက်မှာပေါက်ပန်းညွန့်ငါးညွန့်ငါးခက် နင်းထားပြရမှာ ဖြစ်ပါတယ်။ကောင်းစေးမင်္ဂလာပြုလုပ်တဲ့အခါမှာညာဘက်ခြေထောက်မှာတီဟို6ညွန့်နင်းထားပြရမှာ ဖြစ်ပါတယ်။အဲ့တော့ကောင်းစေးမင်္ဂလာပြုလုပ်တဲ့အခါမှာအင်္ဂါသားသမီးများအနေနဲ့ကမိမိတို့ရဲ့တေဇအရက်ကိုမျက်နာမူထားပြရမှာဖြစ်ပါတယ်။မိမိတို့ရဲ့တေဇအရက်ဒီမြောက်ရက်မှာမျက်နာမူပြရမှာဖြစ်ပါတယ်နော်။ မိမိတို့မွေးနံကနေပြီးတော့ရည်သွားလိုက်ပါအဲ့တော့မိမိတို့မွေးနံကနေရည်သွားမယ်ဆိုရင်ပရိဝါယအာယုနကာရဘုံမိဂဟပရိတေဇညောက်ရကြပါတယ်နော်ညောက်ရဘက်ကိုမျက်နာမှုပါညောက်ရဘက်ကိုမျက်နာမှုွားလို့ရှိရင်ကျမတို့အလုံးစုံတလက်ပန်းလေးကိုခမိမိတို့ရဲ့မျက်နှာအောက်မှာခံထားပေးပြီးွားရင်မိမိတို့ရဲ့စိတ်ထင်းရနေပြီးတော့ပြောရမှာကြတော့ မိမိတို့မှာရှိတဲ့မကောင်းသောအညစ်အကြေးတွေမကောင်းတဲ့ယောဂဝေဒနာဆိုးတွေမကောင်းတဲ့စိတ်ဒုက္ခတွေမှန်သမျှเนาะတောကတွေဝေဒနာတွေဒုက္ခတွေမကောင်းသောကံတရားတွေမကောင်းသောဂျူစည်းဂျူနင်းတွေမှန်သမျှပိန်းကြာဖက်ပေါ်မှာရေးမတင်တကယ်သူကင်းစင်ပပျောက်သွားပါစီလို့စိတ်ထရနေစုတောင်းပြရမှာဖြစ်ပါတယ် အဲ့တော့ပထမဆုံးတယောရည်နဲ့ခေါင်းစည်းမှာဖြစ်ပါတယ်တယောရည်လေးနဲ့ခေါင်းလေးကိုစည်းမယ်နောက်နွားနုရည်လေးနဲ့ခေါင်းလေးကိုစည်းမယ်ရွှေဆိုင်ထည့်ထားတဲ့ရည်တန်းတန်းလေးနဲ့ခေါင်းလေးကိုစည်းချမယ်ပြီးရင်ဖလားတဲ့ကိုကလက်ပန်းလေးတဲ့ကိုတက်ချမယ်ကလက်ပန်းလေးထဲမှာရှိတဲ့ဝါညွတ်အညွန့်ပန်းလေးကိုမိမိတို့ရဲ့ဥကောင်းလေးကို၄၅ချက်လောက်ရိုက်ပေးပါဒါကတော့မိမိတို့ရဲ့ညွန့်ပန်းလေးဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ခုနကကျမပြောတဲ့ဒီညွန့် ကလက်ပန်းလေးတွေကအညွန်ပန်းနဲ့တေရောကမွန်းသီးရည်တွေကိုကြွကြွကြီးထဲမှာထည့်ပြီးတော့ဂဟပတိရက်မှာရှိတဲ့တစ်ပင်ချင်းရင်နာမှာတွားထားပြီးရမှာဖြစ်ပါတယ်။ဒါမှမဟုတ်လည်းတစ်ပင်လေးတစ်ပင်မှာတွားချိတ်ထားပြီးလို့ရပါတယ်နော်။ဒီဂဟပတိရက်ဆိုတာကတော့မိမိတို့ရဲ့မနိသောတာဗရံများရက်နဲ့တူပါတယ်။မိမိတို့ရဲ့ရွှေမွေကြောက်တံဗရံများမိမိတို့ရဲ့အိုးအိမ် နေရထိုင်ခင်းနေပိုင်ဆိုင်ရရှိဖို့ငဲမြန်စေဖို့အတွက်ရည်ရွယ်ပါတယ်နော်အဲ့တော့မိမိတို့ရဲ့အခုနောက်တော့ကကျမတို့ခြေထောက်နှစ်ဖက်မှာနင်းထားတဲ့အရွက်အခက်တွေကိုမျက်ကလေးနဲ့ယူပါကြွကြွိတဲ့ကိုထည့်ပါလက်အိတ်လေးစုပ်ပေးရမယ်နော်ညက်ကလေးနဲ့ယူမယ်ကြွကြွိတဲ့ထည့်ပြီးဘုံမိရဲ့မှာငါတန်နေခံစီမကောင်းတဲ့အညံ့နေပါသွားပါစီလို့ ပြောပေးရမှာဖြစ်ပါတယ်စွန့်ပစ်လိုက်ရမှာဖြစ်ပါတယ်ဒါဆိုရင်ခေါင်းစေးမင်္ဂလာရေရာကြီးကအောင်မြင်စွာပြီးဆုံးသွားမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများကဒီကောင်းစေးမင်္ဂလာပြီးဆုံးသွားတဲ့အခါတမယမှာစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနေနဲ့ပြည့်စုံပြီးတော့စိတ်သွားတိုင်းလို့ကိုယ်ပါလိုရာဆန္ဒတွေပြေဝနိုင်ကြပါစေရှင်